ဝါဒနာကိုရှာဖွေရင်ဝန်းစာပြေဖို့မကွေးတန်းဒေသကြီးကနေရန်ကုန်မြို့ကိုခီးဆက်ခဲ့ပြီးမိမိရဲ့ဝါဒနာပါတဲ့ hairstyle လေးဖြစ်ဖို့ကြိုးစားခဲ့သူကတော့ဒွန်းနုံလင်းပါကျွန်တော်56ရွယ်မှာပါเนาะ ဟိုဥလေးတွေကစပင်းညက်တက်တယ်အဲ့ချိန်မှလို့ဆိုလို့ရှိရင်ပေါ့ကျွန်တော်ကဥလေးတွေညက်တဲ့နေရာကိုတော့တော့ကြည့်တယ်ပေါ့နော်ဒီပညာကိုတက်ရှင်စိတ်ကပေါက်လာတယ်ကွာသူတင်ကျင်တယ်ပေါ့ဒါပေမဲ့သူတို့လက်တွေ့တင်ရလာဆိုတော့မတင်ကြခဲ့ရဘူးဘာလို့သူတို့ညက်တာတွေဘာတွေပဲကြည့်ခဲ့ရတယ်တင်နှန်းတက်မဲ့ဆိုတော့ဟေးဆိုလဲဆရာကြီးစုံစမ်းတယ်ဆရာကတင်နှန်းကြီးတွေပေါ့မြများတင်နေပြောတယ်သူသူယူတဲ့တင်နေချီကိုပြောတယ်ပြောလာခါကျကိုကငွေကြေးပတ်ထန်ကြောင်းကိုဥမလင်းလင်းဝန်ခံခဲ့တယ်အဲ့ချိန်မှာနှာခါခွဲပြီးမှပေးခဲ့တယ်ဘာလို့ငွေကြေးကိုလည်းတွင်းခဲ့တယ်ဗောကိုရဝတနာလည်းဖြည့် ဘဝရဲ့အိမ်မက်လေးဖြစ်တဲ့ hair style ဖြစ်ဖို့အရေးစွန်ကရန်ကုန်မြို့မှာပညာရှာခဲ့သူပါကိုနဲ့မျက်ရှင်မှုမင်းနဲ့မျက်ရှင်မှုကတခြားဆရာခေါ်ပေးအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့အချိန်ကျလို့ရှိရင်ကိုကပါဆိုငါဒီ line ကိုရွေးခဲ့တာမှားလားဟိုငါစက်ရုံမဲ့ဆင်းရမှားလားဒီလိုမျိုးတွေးတွေဝင်နေပါငါဟိုလှုပ်ထွက်ပတ်ထွက်တော့မယ်ဆိုတဲ့တွေးတွေလည်းဝင်နေစိတ်တော့ပင်မနဲ့လူလည်းပင်မဒါပေမဲ့ဟိုကိုကတက်ချင်တယ်တက်ချင်တာလေဒီပညာနဲ့ကိုကစစ်ဆက်ဆောက်မယ်ဆိုတော့ကြာဒီမြောင်မရရအောင်တင်းနေအခြားတခြားအများကြီးကွာရှိရပါကိုဖြစ်နေတာဘာလဲဒီစားစင်းစားစင်းစားပြီးတော့ ဒီချာလေးရွေးချယ်လမ်းမှန်ကိုရွေးချယ်စီစဉ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်